ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။စီတာပူမှာဆင်းရဲတဲ့မုံဆိုးမတရားဖြစ်တဲ့ဆာရိုးကသူကလေးနှစ်ယောက်ဖြစ်တဲ့မိုဟန်နဲ့မန်ဂျူရိုနဲ့တူနေထိုင်ပါရတယ်။သူမကအနေစားလို့သားဖြစ်အလုပ်လုပ်ရတယ်။သူမကအိမ်အကူဖြစ်ခေါ်ဝေါ်ပြီးနေထိုင်ဖို့အတွက်ရူဘီနေရာနဲ့အခန်းငယ်လေးတစ်ခန်းကိုငှားရမ်းပြီးတော့နေထိုင်ခဲ့တာပါ။ဆာရိုးစတာဒီနီယာကိုပြောင်းလာခဲ့တာဆိုရင်နှစ်နှစ်လောက်ရှိပါပြီ။ ။ဒီနေ့မှာတော့ဆာရုရှ်အလုသွားဖို့ထွက်ခါနေမှာပဲကလေးတွေကိုတခုခုပြောလိုက်တယ်။ကလေးတို့မမေတို့တီလောက်ထားတယ်မင်းတို့နှစ်ယောက်စားထားကြတော့မမေပြန်ရောက်ရင်ညနေရောက်ရင်ရောက်လိမ့်မယ်အဲ့ဒီအချိန်မှာကလေးတွေကသူတို့ရဲ့အမေကိုတခုခုမေးလိုက်တယ်မမေဘာလို့ကျမတို့ဒီလိုအခန်းကျင်းလေးထဲမှာနေနေရတာလဲအခြားသူတွေရဲ့အိမ်တွေကကြာအရန်ကြီးတယ်အိမ်ရှိမှလည်းအထက်မြင့်ဆောင်တွေအများကြီးအိမ်ကြီးတွေကလည်းအများကြီးပဲကလေးတွေကသူတို့တီချင်တာတွေအတွက်ဆာရုရှ်ကိုမေးလိုက်တော့ ဟုတ်တယ်မေမေညဘက်ဆိုရင်လည်းအရန်ပူတယ်ချင်းလေးလဲကြိုက်တယ်မေမေဒီဘန်ကောပြန်ပြင်ပြီးထားတာမှဖြည်းဖြည်းလေးပဲလဲတယ်လေနောက်ကလေးတယောက်ကသူ့ရဲ့အမေကိုပြောလိုက်တယ်သားတို့သမီးတို့ရဲ့တနေ့ကျရင်မေမေပို့ပြီးဝင်ငွေကောင်းတဲ့အလုပ်ရခဲ့ရင်သားလေးတို့အတွက်ပန်ကားတစ်တလုံးဝယ်ပေးပါမယ်အခုတော့အဲ့ဒါနဲ့ပဲအဆင်ပြေအောင်နေလိုက်ပါအောင်နော်ဆာရုစ်တယောက်ကသူ့ရဲ့ကလေးတွေကိုနှစ်သိပ်ပြီးအလုပ်ကိုထွက်သွားခဲ့လိုက်တယ်။ဒါပေမဲ့ဘသူကများသူမကိုပန်ကအသက်တလုံးဝယ်နိုင်လောက်အောင်လုံလောက်တဲ့လောအခပေးမှလည်း ဆင်းရဲတဲ့ဆာရုရှ်ကကလီနီယောက်စလုံးကိုဒီလိုပဲနေတိုင်းနှစ်သိမ့်ပေးနေခဲ့ရတယ်။ဒီနေ့မှာတော့သူမကတခုခုကိုစဉ်းစားမိသွားတယ်။ငါပန်ကဘယ်တော့များမှဝယ်နိုင်မလဲမသိဘူးလို့ရည်ရွယ်လိုက်တယ်။ ဆာရုရှ်တယောက်ကမိဖို့ပေါ်မှာရိုတီလုံးနေတော့ငါအရန်ပူပြီးအခုံးငွေတွေထွက်လာခဲ့တယ်။ဆာရုရှ်ကမိဖို့ပေါ်ကပဒင်းပောက်ကိုဖွင့်လိုက်ရင်မိခိုးတွေအပြင်ထွက်သွားမှာပေါ့လို့သူမကစဉ်းစားလိုက်ပြီးသန့်ရှင်းလို့ပို့စတင်လိုက်တယ်။သူမရဲ့မိဖို့မိမွေးရဲ့နေရာအပေါ်ကပဒင်းပောက်ပေါ်မှာအရန်ဟောင်းနှင်းနေတဲ့ဓာတ်ပုံတစ်ပုံချိန်ထားတာရှိပါတယ်။ဆာရုရှ်ကအဲ့ဒါကိုဖုံတော့ပို့စတင်လိုက်တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ကလေးကဗန်ဂျူကသူ့ရဲ့အမေကိုစကားပြောလိုက်တယ်။မိမေဒီဓာတ်ပုံကအရန်ဟောင်းပြီးညစ်ပတ်နေပြီးပြစ်လိုက်ပါတော့။ အမေပြင်ပောက်ပေါ်ချိန်ထားတော့လေတောင်မဝင်ဘူးအမေမေအဲ့ဒီဓာတ်ပုံကိုကျွန်မအမိုက်ပုံနဲ့ပြစ်လိုက်မယ်လို့ကလေးကပြောလိုက်တယ်။ဟမ်မဟုတ်ဘူးကလေးတို့ဒီဓာတ်ပုံကမင်းတို့ရဲ့အဖွာကငါ့ကိုပေးခဲ့တာအမေကိုလည်းဘယ်တော့မှမပြစ်နဲ့လို့ပြောခဲ့တယ်။အဲဒါကြောင့်နေပေါင်းများစွာတိုင်အောင်အမေကတင်ထားခဲ့ရတာ။ကဲဒါဆိုရင်အခုဓာတ်ပုံကိုလည်းရမချိန်ထားလိုက်မယ်။ဆာရိုရှ်တူရဲ့ကလေးတွေကိုဓာတ်ပုံအကြောင်းပြောပြလိုက်တယ်။ရှီဟောင်းပကြီးကဓာတ်ပုံကအနှစ်တွေကြာလာတဲ့အပြင်ဖုံမုတ်တွေနဲ့အမြင့်မုတ်တွေကြောင့်နည်းနည်းလေးတော့ဟောင်းနှွမ်းနေခဲ့ပြီ ဒါပေမဲ့ဆာရုရှ်ကသူ့ရကမရဲ့စကားကိုသတိရနေတာကြောင့်ဓာတ်ပုံကိုဘယ်တော့မှမပြေခဲ့ပါဘူး။ညနေခင်းရောက်မှာတော့အခန်းပိုင်ရှင်ကဆာရုစီကိုရောက်လာခဲ့တယ်။ဆာရုရှ်မင်းဘက်မှာလဲ၊ဟဲ့ကောင်လေးမင်းအမေဘက်မှာလဲ။မင်္ဂလာပါစေကြီး။ကျမစေကြီးစီတရက်နှစ်ရက်အတွင်းလာမလို့ပါ။ ငါကုံတိရဲ့ဆာရိုနေငါအချိန်ချင်းငါစီမလာပဲနဲ့ဘလို့လို့အခန်းခပေးမှာလဲနေငါပေးစရာ6လစာအခန်းခကျန်နေတယ်အဲ့ဒါပြင်အဲ့ဒီပေါ်မှာအတိုးကိုပါထက်ခောက်ရမယ်ပြီးတော့နောက်တစ်ခုပြောစရာရှိသေးတယ်ငါအခန်းငါခတွေကိုအကုန်တိုးလိုက်ပြီးဒါကြောင့်ဒီခန်းကလည်းငါရန်ခတိုးသွားပြီးနောက်လာကစပြီးအခန်းခကိုနှစ်ဆောက်ကောက်မယ်မင်းဒီခန်းမှာနေချင်းအခန်းခကိုအချိန်မမှန်ပေးရမယ်နားလေလား စေကြီးကျမနားလဲပါရယ်ဒါပေမဲ့ကျမယောက်ျားဆုံးမိနောက်ပိုင်းကျမကနေစားလို့သားအဖြစ်အလုပ်လုပ်နေရတယ်လေဒီအပိုင်းဆိုရူပီးနေရာပဲလို့အားခိုင်းရတာစေကြီးကျမကလည်းတနာပါအောင် ပြီးတော့အလောင်များရဲ့ပတ်စံတွေကိုဒီပြိုင်နဲ့ထဲဘလို့လို့ပေးနိုင်ပါလေကျမမှာကလေးတွေကိုတော့တနေ့နဲ့နဲ့ကြွေးဖို့တော့မနေ့စီစဉ်နေရတာပါ ငါလည်းဘာမှမတတ်နိုင်ဘူးဒီခန်းမှာဘသူပဲနေနေဘသူပဲတည်သွားသွားငါအတွက်ကအရေးမကြီးဘူးငါမှလည်းငါလုံးရှိရဲ့မင်းလိုလူတွေကိုတနာနေမကြခင်ငါကိုယ်တိုင်လမ်းပေါ်ရောက်သွားလိမ့်မယ်ငါဘာမှမသိချင်ဘူးဆာရိုရှ်လာမယ့်ပတ်အတွက်အခန်းခါကိုအသင့်ပြင်ဆင်ထားပါအခန်းပိုင်ရှင်ကြီးကဆာရုရှ်ကိုချိန်ချပြီးထွက်သွားခဲ့တယ်။အဲဒါကြောင့်မဲဆာရုရှ်ကစတင်ကိုကြွေးပါတော့တယ်။ကြည်ရတာဆေရန်ပါချမ်းမှာ ဆာနာစိတ်စွာမရှိဘူးထင်ပါတယ်။သူကငါ့ကိုနောက်ပတ်လာမယ်လို့ချင်းကြပြီးထွက်ခွာသွားခဲ့တယ်။ဆာရိုစိတ်ပူနေပါတယ်။သူမကကြောက်ချမ်းတဲ့နေစားလုပ်သားအလုံးလုံးနေရတာမှဒီလောက်များပြားတဲ့ပတ်စံကိုမစူဆောင်းနိုင်ပါဘူး။ညနေရောက်တဲ့အခါမှာတော့သူမစိတ်ပြတ်အငဲစွာနဲ့ပဲအိမ်ကိုပြန်လာခဲ့လိုက်တယ်။ငါမှအခုရူပီနေရာပဲရှိသေးတာဒီဒေါ်တွင်တလောက်များတဲ့ပတ်စံတွေကိုဘလို့များမြန်မြန်စုဆောင်းနိုင်ပါလဲ။အိုဖျားသခင်ကဲပါဦး။မမေဘာဖြစ်တာလဲဘာလို့ငိုနေရလဲ။မမေသမီးအမေရဲ့ခေါင်းနှိမ့်နေပြီးပြစေ။ မန်ကျူနဲ့မိုဟန်တို့ကသူတို့မိရဲ့အပြုမူတွေကြောင့်ဖြစ်ပျက်တဲ့အပုံအလုံးစုံကိုမေးမြန်းလိုက်တော့တယ်။ဖျားသခင်ကျမတို့ကိုကူညီပါဦး။လမ်းစာလေးတစ်ခုပြပါဦး။ကျမတို့ခုကလေးတွေနဲ့အတူဘယ်လိုသွားရမလဲ။ဆာရုစ်တယောက်ကမန်ကျူနဲ့မိုဟန်တို့ကိုပြေးဖက်ပြီးငိုကျွေးနေတဲ့အချိန်မှာပဲတကားခေါက်တံကိုကြားလိုက်ရတယ်။တိမ်မာလူမရှိဘူးလားခမ။အိမ်မာလူရှိကြလား။မိုဟန်မိုဟန်တာတကားမှဘာလို့လဲဆိုတော့သွားကြည့်လိုက်ပါဦး။ မိုဟန်ကသူ့မရေတကားကိုဖွင့်လိုက်တဲ့အချိန်မှာကောင်လေးတွေနဲ့ကောင်မလေးတွေအချို့ရန်နေရာတွေ့လာရတယ်သူတို့ကမြင်တော့ဆာရုရှ်ကလည်းထွက်လာခဲ့တယ်ဟုတ်ကဲ့ဘာကိစ္စရှိလို့လဲဘယ်သူနဲ့တွေ့ကြလို့လဲရိုဟစ်ရှိုင်နာငါတို့တကားမှာခောက်မိတယ်ထင်တယ်အဖွဲထဲကတငယ်ချင်းတယောက်ကသူ့ရဲ့တငယ်ချင်းတွေကိုပြောလိုက်တယ်ကျမတို့ကိုတရားရောက်ကဒီမှာစားတော့ဆိုင်ရှိရလို့ပြောလိုက်လို့ပါကျမတို့ကဟိုတယ်တင်ပြီးမှားခောက်မိတာဟိုလေအမဟိုတယ်ဘမလည်းပြောပြပေးနိုင်မလားမင်းတို့တွေအထင်မှားသွားတာနေမှာမင်းတို့တရားရောက်ကလိမ့်စာမှားပေးလိုက်တာဖြစ်မယ် ဟုတ်တယ်အရင်တော့ကဒီခံကမဟုတ်ဖို့ဆရာတယောက်ပိုင်ခဲ့တာအခုသွားပြောင်းသွားပြီးတော့ကျမဒီမှာနေအနေငယ်လောက်ငှားနေခဲ့တာဒီနီနာမှာတခြားဟိုတယ်တွေမရှိပါဘူးဆာရုရှ်ကအနီနာမှာရှိရဆောင်နေချောင်းကောင်လေးတွေကိုရှင်းပြလိုက်တယ်ကောင်းပြီကောင်းပြီကျမတို့မလို့အပင်အောက်ဆက်ပေးမိတာတောင်းမှန်ပါတယ်သွားရအောင်တငယ်ချင်းတို့တခြားနေရာမှာအစားစရာရှာရအောင်ကောင်မလေးကသူ့ရဲ့တငယ်ချင်းတွေကိုဒီလိုပြောလိုက်တယ်ဘန်ကက်မင်းကွာငါတို့ရောဒီနေ့ငတ်သေးတော့မှာပဲမင်းအုံနောက်နဲ့တွေးပြီးကိုဒီလောက်ထိရှောက်လာရလားအခုငါဘိုက်စားလို့သေးတော့မယ် ကောင်လေးနဲ့ကောင်မလေးတို့စကားပြောတာကြားတော့ဆာရုတစ်ယောက်ကတားလိုက်တယ်။ကောင်လေးတို့ကောင်မလေးတို့ခဏလေးစောင့်ပါဦး။ဒီကနေ့ရှိရလန်းနေငယ်တွေမှာတော့ဘယ်စားတော့ဆိုင်မှာရှာတွေ့မှာမဟုတ်ဘူး။ဧည့်သည်စွာဘုရားသခင်နဲ့တူတယ်။ကျမစာအုပ်တီထဲမှာဖတ်ဖူးတယ်လို့ပြောလိုက်တယ်။ကျမဟင်ပွဲတွေအများကြီးရောမကျွေးနိုင်ပါဘူး။ဒါပေမဲ့ဧည့်သည်တို့ကဒီလိုစင်ရဲသားတယောက်ရဲ့မျိုးပေါ်ကြောင့်ကနေစားခြင်းနဲ့ဆိုရင်တော့ဧည့်သည်တို့ကိုဘိုင်းဝါယုံလေးတော့ချက်ကျွေးနိုင်ပါတယ်။ ဆာရိုရှစ်စကားကိုကြားတဲ့ကောင်လေးတွေနဲ့ကောင်မလေးတွေအားလုံးကဝမ်းသာသွားကြတယ်သူတွေကဘာရန်စာနေကြတာမို့ဒီချိန်မှာဘာပဲရရဂျေစုတင်စရာဖြစ်နေပါတယ်ဆာရိုရှ်ကကောင်လေးနဲ့ကောင်မလေးတို့ကိုတီပူပူရုပ်သီးစိတ်နဲ့စက်သွင်းနေတဲ့ထင်းရွတ်တဲ့အတူအခင်လိုက်တယ်ဆာရိုရှ်ချက်ပြီးတဲ့ယာရီကိုလူတိုင်းကအယစာရှိရှိစားတောက်လိုက်ကြတယ်ခနာကြမှာတော့ရှိုင်နာကဆာရိုရှ်ကိုတခုပြောပါတယ်အမအမမိဖို့ပေါ်မှာချက်တာလားအမကျမမိဖို့ကြည့်လို့ရမလားရှာရာပေါ်ဘာလို့မရရမှာလဲလာအမပြပေးမယ်ဆာရုရှ်ကကာမလေးကိုပြောလိုက်တယ် ။အိုးဒီဟာအမတို့ဒီလုပ်တယ်မျိုးပဲလား။အမတို့အိမ်မှာ stove မရှိဘူးလား။ညီမလေးတို့ကလည်းချက်ပြုတ်တာလားကလေးတို့။ဟုတ်ကဲ့ကျမတို့ကလည်းချက်ပြုတ်ပါတယ်ဒါပေမဲ့ဆာရိုစတီရဲ့ဟင်းတွေလာတော့အရသာမရှိဘူးပေါ့ဒီနေ့အမကျမတို့ချက်ကျွေးတဲ့ဟာကိုစားရတာတကယ်ပြောဖို့ကောင်းတယ်အထူးသဖြင့်ကျမဘာအရန်စားနေချိန်မှာရှိုင်းနာကဆာရိုစ်ကိုပြောလိုက်တယ်ရှိုင်းနာကမန်ဂျူနဲ့မိုဟန်နိုနဲ့စကားစမိပြောနေတော့နေရံမှာချိန်ထားတဲ့ဓာတ်ပုံတစ်ပုံမျက်လုံးထဲဝင်သွားခဲ့တယ်ဒီဟာကငါတို့ရှာနေတဲ့ပကြီးကားပဲလို့ရှိုင်းနာကအန်အော်ဒီတီနဲ့ပြောလိုက်တယ် ဟဲရိုဟဲဘန်ကက်ဒီကိုလာကြည့်ပါဦးမင်းတို့ရှေ့ကနေရမောကပကြီးကားကိုကြည့်ငါတခုတတိယလိုက်တယ်သူမကသူ့ရဲ့တငယ်ချင်းတွေကိုပြောလိုက်တယ်ဟုတ်တယ်ဆိုင်နာဒါကမစ္စတာချိုဟဲမင်းတို့ကိုပြောပြနေရပကြီးကားပဲဒါကရှေ့ခက်ကနေမယ်ကြီးပကြီးကားတစ်ချက်ဖြစ်ပြီးအဲ့ဒီအချိန်တုန်းကတုံခဲ့တဲ့ဆေးရောင်တွေကဒီနေ့ခက်မှာရှာမတွေ့နိုင်တော့ဘူးအမဒီပကြီးကားကိုဘယ်ရရှာရလဲဒါကျမရောက်မှသူတို့ရဲ့ဘိုးဘွားတွေကိုရူပီနဲ့ဝယ်ခဲ့တာလို့တော့ပြောဘူးတယ်ဆာရုရှ်ကာကာမလီတွေကိုပြန်ပြောလိုက်တော့ အမမဘလောက်တတ်မှုရှိရဲ့ပစ္စည်းကိုပိုင်ဆိုင်ထားလဲဆိုတာအမသိရဲ့လားဒီနေ့ခေတ်မှာဒီပကြီးကားကထောင်ကနန်းဒါမှမဟုတ်သိန်းကနန်းမဟုတ်ပဲခတိကနန်းတန်မှုရှိတယ်အဲ့ဒါရီပြောလိုက်တဲ့အခါဆာရုထိတ်လန့်သွားတယ်။သူမကဒီတပ်ပုံကိုဘယ်တော့မှဂီယူဒီဇိုင်းမရှိခဲ့ဘူးပေါ့။ရှိုင်နာကသူ့ရဲ့ရုံးခန်းကိုဖုန်းခေါ်ပြီးနောက်နေ့ပြန်လာမယ့်အကြောင်းကတိပေးကထွက်ခွာသွားခဲ့တယ်။နောက်ဒီနေ့မှာတော့ကောင်မလေးတွေကသူတို့တထေးနဲ့အတူပြန်ရောက်လာတယ်။ဆာရုဒီဒါကကျမတို့ရဲ့တထေးချူဟန်မှာဆရာဒါကုမ္ပဏီကအကြကြီးရှာဖွေနေတဲ့ပကြီးကားပါ။ ကမာလီကဆာရုရှ်ကိုပြောလိုက်တယ်။ဟုတ်ပါတယ်ဒီပုံစံမှာပဲဆာရုရှ်ဒီကျွန်တော်ဒီပကြီကားကိုဝယ်ချင်တယ်။ဒီနေ့ပေါစင်းနေဆိုတော့ရူဘီကတိနေရာပေးပါမယ်။ဒီပကြီကားကိုကျွန်တော်ရဲ့လာမယ့်ပြပွဲမှာပြသသွားမှာပါ။တတိချူဟန်ကဆာရုရှ်ကိုပြောလိုက်တယ် ရူဘီကတိနေရာရွှဲစကားကိုကြားလိုက်ရတော့ဆာရုရှ်ဝန်တာလွန်ပြီးအယူမှုဖြစ်သွားခဲ့တယ်။ဆင်းရဲပြီးအားကိုးရမဲတဲ့နေသားလူသားတယောက်ကပျော်ရွှင်မှုအတိုင်းအဆမရှိဖြစ်သွားတယ်။ဆာရုရှ်ကသူမရဲ့မျက်စိကိုမေးမယုံနိုင်အောင်ဖြစ်နေတယ်။ဒီနေ့မှာတော့သူမကအသက်ကြီးသူတွေရဲ့ဆုတောင်းမေတ္တာမှာချီးမတဲ့စွမ်းအားရရှိရဲ့ဆိုတာအမှန်တကယ်ယုံကြည်သွားခဲ့တယ်။ကျမတို့ကသူတို့ရဲ့စကားကိုအမြဲတမ်းနားထောင်သင်ပါတယ်။ဆာရုရှ်ကသူ့ရဲ့ရောက်မကဒီပကြီးကားကိုပေးသွားတော့ငါပြောခဲ့တဲ့စကားကိုတတိယသွားတဲ့ ။သမီးဒီဓာတ်ပုံကိုကြည့်ဒီဇိုင်းသိမ်းထားပါ။ဒါကဘိုးဘွားလက်ထက်ကလက်ဆောင်ဖြစ်ပြီးနောက်တစ်ချိန်မှသုံးဝင်လာမှသိချရတယ်လို့ရက်ကမကြီးကဆာရုရှ်ကိုပြောခဲ့တာ။ အဲ့ဒီချိန်တုန်းကရူပီတန်ဖိုးကဒီနေ့ရူပီကလေးနေရာဖြစ်လာခဲ့တာဖြစ်ပါလိမ့်မယ်။သူမကဆေရန်ဘာဂျန်စီသွားပြီးခန့်ခါပေးလိုက်တယ်။ပြီးသွားတဲ့နောက်မှာတော့အဲ့ဒီနေရာကနေထွက်ခွာသွားပြီးရရှိလာတဲ့ငွေကြေးတွေနဲ့အတူကလေးရီရဲ့ဘဝကိုတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။